ားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါတော့ကျွန်တော်လေ့လာနေတဲ့ python script ဆိုတဲ့သင်ခန်းစာရဲ့ chapter 4ဖြစ်တဲ့ function ချက်အောက်ကအပိုင်းလေးတစ်ပိုင်းဖြစ်တဲ့ short handed for loop ဆိုတော့ဒီ loops တွေကိုကျွန်တော်တို့ short handed အနေနဲ့ဘယ်လိုသုံးမလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်လေ့လာမိသလောက်လေးတင်ပြဆွေးနွေးတော့ပါမယ် okay အဲ့တော့ပြီးခဲ့တဲ့ င်ငန်းစာကိုကျွန်တော်ရင်ဖွင့်လိုက်မယ်ဗောနော်ဒီအနေမှာဒါလေးကိုဖြိုးလိုက်မယ်ပြီးရင်ဒါလေးကိုတက်လိုက်မယ်ကဲဒီနေရာမှာ20ဖြစ်ခဲ့မယ် list ထဲမှာ item ၄ခုပါခဲ့မယ်ဆိုရင်၄ခုဗောနော်ဒီပုံစံလေးမြင်ရမှာဗောโอเคအဲ့တော့ဒီနေရာနေပြီးတော့ကျွန်တော်ဘာလာမလဲဆိုတော့ဒီ file လေးကို save လုပ်မယ်ပြီးရင် save as ပွားလိုက်မယ်ဘယ်လိုသွားမလဲဆိုတော့ shorthand for loop ဆိုတဲ့ animal script နေနဲ့ save as ပွားလိုက်မယ်ဗောနော် โอเคပြီးလို့ရှင်ပါလာမယ်ဆိုတော့ hard script လေးကိုကျွန်တော်စာပြီးတော့ edit လုပ်ပါမယ်ဒါကတော့ပြီးခဲ့တဲ့အာသင်ခန်းစာပေါ့နော်ပြီးခဲ့တဲ့သင်ခန်းစာမှာကျွန်တော်တို့အာ function ကိုဘယ်လို execute လုပ်ပြီးတော့ဒီအဒီ multiple argument တွေကိုဘယ်လိုဖန်တီးလဲဆိုတဲ့အကြောင်းကိုတင်ပြခဲ့တော့ပေါ့နော်โอเคဒီနေရာမှာကျွန်တော်တို့ကပါလာမယ်ဆိုတာလေးကိုနည်းနည်းလေးရှင်းလိုက်မယ်တို့လေးသွားလိုက်မယ်တို့လေးသွားလိုက်အကောင်ပါ ထားပါတော့နော်။ကောင်းအုပ်ထားလိုက်မယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ကပထမအဆုံးအနေနဲ့ဒီ sphere 2ကိုဖြုတ်လိုက်မယ်။ sphere 1မှာထားမှာဆိုတော့ Okay run လိုက်မယ်။ Then sphere uh one group တခုပဲကြာပါဦးနော်။ဒီညမှာကျွန်တော်တို့ကတခါတယ် y value ကိုထည့်မယ်ဆိုတော့ Okay y is equal to val y ဆိုတော့ fly ရဲ့ information ကိုလည်းကျွန်တော်တို့ကပါပေးမလဲဆိုတော့ double လို့ပဲပြလိုက်မယ်။ဒါဆိုရင်ထွက်လာတဲ့ result ကဘာဖြစ်မလဲဆိုတဲ့အခါကျတော့ထွက်လာတဲ့ result က okay VALY VALY ကိုထည့်လိုက်တော့သူကဘာဖြစ်လဲဆိုတော့ sphere 1 double ထည့်တယ်ဘယ်လိုဖြစ်တာလဲမသိ။ကျစားလေးကြည့်လိုက်မယ်။အာ string 24မှာ string 24မှာ အာโอเคဒီပါပြလို့ဆိုဒီနေ့မှာကျွန်တော်က VL Y နဲ့ပတ်သက်ပြီးတော့ဆွဲမထုတ်တာလို့ပေါ့နော်ဒီအဲတော့ Y ဆိုပြီးပြလိုက်မယ်အဲဒါမှ VL Y ဆိုတဲ့ information ကို audit table ကနေဆွဲထုတ်ပါမယ်နော်အဲဒါဆိုရင်ဒီပုံစံကိုရမယ်ပေါ့โอเคအဲ့တော့တကယ်လို့ကျွန်တော်တို့ကဒီကောင်ကိုဒီလိုပုံစံမလိုချင်မင်းနဲ့ဒီ row alike ဒီလိုမျိုး rectangle ပုံစံလိုချင်တယ်ဆိုတော့ဒါဆိုရင် ဘယ်လိုလာမလဲဆိုတော့ဒီနေ့မှာကျွန်တော်တို့က list ကိုထပ်ပြီးတော့ဖန်တီးရမယ် list ကိုထပ်ပြီးတော့ဖန်တီးရမယ် okay ပြီးလို့ရှိရင်ဒီနေ့မှာဘယ်ထိသွားမလဲဆိုတော့ okay နောက်ကဒီနေ့မှာတော့ဒါလေးကိုဖြိုးလိုက်မယ်ပြီးလို့ရှိရင်ဒီ double ကိုလည်းဖြိုးလိုက်မယ်ပြီးရင်ဒီကနေပြီးတော့4ဆိုပြီးတော့ထပ်ပြီးတော့ယူမယ် for ဆိုပြီးတော့ဘာထည့်ယူမလဲဆိုတော့ v e l y in ဆိုပြီးတော့ d o u b l e double ဆိုပြီးပြလိုက်မယ်။အဲဒါဆိုလို့ရှိရင်ဘာဖြစ်မလဲကြည့်တော့ run လိုက်မယ်။ဟာဒါဆိုရင်မရအောင်အဲ့တော့အာ wine ကိုဘယ်လိုလာမလဲဆိုတော့ okay စားလေးဖတ်ကြည့်လိုက်မယ်။စားလေးဖတ်ကြည့်လိုက်ရင်ဘာတွေ့မလဲဆိုတော့အာ string ကတဲ့ syntax ကလွဲနေတယ်လို့ပြောတယ် syntax ကလွဲဆိုတော့ဒီနေရာမှာလွဲနေတာပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘာထားမလဲဆိုတော့ဒီ y ကိုမထည့်ဘူးပြ y ကိုမထည့်ဘဲနဲ့အာအော် sorry syntax လွဲတဲ့အကြောင်းအရကျွန်တော်ကဒီနေရာမှာအာ square bracket ကိုစခဲ့ပြီးတော့ square bracket နှစ်ခုနဲ့ပိတ်ပြီးတော့နှစ်ခုနဲ့စပြီးတော့တစ်ခုနဲ့ပိတ်တာလို့လို့ပြောတယ်အဲဒါဆိုရင်တော့ရမယ်โอเคဒီနေ့ပြဘယ်လိုရှိမလဲဆိုတော့အခါကျတော့ hurry row အပြင်ဘယ်လိုသွားမလဲဆိုတော့ဒီလိုပုံစံလေးသွားမယ်ဒါဆိုရင်ဒီ row 1မှာရှိတဲ့ spear 1 spear 2 spear 3 spear 4ပေါ့ပြီးလို့ရှိရင် row 2မှာရှိတဲ့ spear 1 spear 2 spear 3 spear 4ပေါ့ဒီလိုပုံစံသွားမယ်အဲ့တော့ row light တွေစီမယ်အပြီးတော့မှအာဒီ y value နဲ့ဆက်သွားတာပေါ့နော်ဒါဒီ hurry ကျွန်တော်တို့ပြောလို့ရှိရင်တော့ hurry loops တွေကိုကျွန်တော် shorthand နဲ့ရေးတာပေါ့ ကယ်လို့ဒီ loops တွေကိုဟောဒီနေရာမှာဟိုဒီခုနကကျွန်တော်ဒီဒီဒီ square bracket လေးကိုမပိတ်တဲ့အတွက်ဇာတ်လမ်းကဒီကောင်ဒီကောင်ဖြစ်တာပေါ့နော်ဒီဒီဒီ one ရဲ့ value ကိုကျွန်တော်ဒီနောက်မှာဒီ table ကနေယူတဲ့ information ကိုနောက်တစ်ဆင့်ထပ်ထည့်လိုက်တဲ့အတွက်သူဒီဒီလိုပုံစံရတာပေါ့ဘယ်လိုမျိုးလဲဆိုပြောရမလဲ cross cross product ပုံစံမျိုးပေါ့ โอเคအဲ့တော့ဒီပုံစံမသုံးမဲ့နေကျွန်တော်တို့က conventional way နဲ့သွားမယ်ဆိုရင်ဘာလုပ်မလဲဆိုတော့အရင်ဦးဆုံးဒီနေရာမှာစပြီးတော့အာကျွန်တော် define လုပ်ကြမယ် all s p h e r e s auspicious ဆိုပြီးတော့သူ့ကိုကျွန်တော်တို့ empty slot ပေးရမယ်ပြီးတဲ့အခါကျတော့မှဒီအောက်ကနေပြီးတော့ for ဆိုပြီးတော့ပေးရမယ် for ဆိုပြီးတော့ v a l in အာ d o u b l e ပေါ့နော် double ပေါ့ double ဆိုပြီးပေးလိုက်မယ် အာပြီးတဲ့အခါမှာသူရဲ့အောက်မှာပါလာမလဲဆိုတဲ့အခါကျတော့နောက်ထပ်အဲကျွန်တော်တို့က spear spear throw throw ဆိုပြီးတော့ပေးလိုက်မယ်သူ့ကိုလည်းအာ empty slot ပေးလိုက်မယ်အဲဒီအောက်မှာမှာ fall ဆိုပြီးထပ်လာမယ်ပြီးတဲ့အခါမှာအာဒီညမှာဆိုလာမှာပေါ့နော် feel wine လို့ပေးလိုက်မယ်ဟေးပြီးတဲ့အခါကျတော့မှာဟာဒီမှာ fall ဆိုပြီးတော့ feel ရဲ့အဲ RAD ရဲ့ဟာဒီဒါပေါ့နော် RAD နဲ့ကျွန်တော်တို့က DL ကို in ဆိုပြီးတော့ save ပြလိုက်မယ် save ပြီးပြီးတဲ့အခါကျမှာ RAD ဒီဘာဖြစ်မလဲဆိုတော့ RAD ဒီ RADII ငါနေပြီး information ကိုဆွဲထုတ်မယ် VAL ဒီဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာဆို V double value လို့မျိုး UBLE double value လိုက်မယ် ဆိုပါစို့โอเคအဲ့ဒီအောက်ကျတော့မှကျွန်တော်ကဘာထပ်လာမလဲဆိုတဲ့အခါကျတော့အာ SPH ဆိုပြီးတော့စာယူမယ် equal to SPH ကိုဘာယူမလဲဆိုတော့ SPA ပေါ့ SPA ဆိုတဲ့ function ကိုတုံးမယ်ပြီးလို့ရှိရင် RADI US radius ကို radius equal to ပါလာမယ်ဆိုတော့ RAD လာမယ် ပြီးလို့ရှိရင် x equal to ပါလာမလဲဆိုတော့ x equal to val လာမယ်ပြီးရင် y equal to val y ဆိုပြီးလာမယ်ပြီး queen ပိတ်လိုက်မယ်ဆိုတော့အမ်ပြီးတဲ့ခါမှာနောက်တစ်စင်းပါလို့ကမလဲဆိုတော့ aris sph ကိုကျွန်တော်တို့ကပါလို့ကမလဲဆိုတော့ဟောဒီ sh do sorry အာ spear row spears spear rose ကိုယူမယ် spear rose ကိုယူမယ်ပြီးလို့ရှိရင် dot append လုပ်မယ်ပြီးပြီးအာပြီး bracket တဲ့ပါတော့နော်ဒီထဲမှာ a သေးထားမယ်ဒါဒီထဲမှာ sph ကိုယူလိုက်မယ် okay ပြီးတဲ့အခါကျတော့မှနောက်ထပ်တစ်ဆင့်အနေနဲ့နောက်ထပ်ပထမ4ရှိသွားမယ်ပထမ4ကျတော့ hori osphere ကိုယူမယ် လို့ရှိရင် dot ဆိုပြီးတော့ append လုပ်မယ်ဒီ bracket ထဲမှာ append ကိုအသေးဝေးထားမယ်ပြီး hurry spear rows ကိုယူမယ် copy ယူပြီးတော့ဒီမှာ paste ချလိုက်မယ် okay ဒါဆိုရင်ကျွန်တော်တို့ return ကိုပါလာမလဲဆိုတော့ return ဒီလောလောဆယ်အ spear 1ကိုယူရင်ဒီပုံစံတိုင်းပေါ်တယ်အဲ spear 1ကိုမယူဘဲနဲ့ကျွန်တော်တို့က all spear ကိုယူမယ်ဆိုရင် နဲ့ဒီပုံစံတိုင်းပဲရမယ်ပေါ့နော်အဲ့တော့အာပုံမှန်ဒီ loops ကို conventional way နဲ့သူ့ရဲ့ပုံမှန် way နဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ hori အစားဆုံးဒီလိုရေးရမှာပေါ့ဒီရမယ်အစားကိုကျွန်တော် line တစ်ချောင်းနဲ့ကိုဒီ spear 1နဲ့ဒီလိုရေးချလိုက်တာဒါပဲအဲအဲ့တော့ဒီ short handed တွေကအဲတော်တော်လေးအသုံးတည်တယ်ပေါ့နော် line ကို line နဲ့နဲ့ရှင်းရှင်းလေးနဲ့တည်ပေါ့အာတ line နဲ့တည်ပေါ့တော့ဗျာဒါပေမဲ့အထဲမှာတော့သူစင်ထားတဲ့ပုံစံတော့ hori spear function တခုကိုဖန်တီးတယ်အဲ့ဒါအဲ့ function ထဲမှာပါတဲ့အာ RAD နဲ့ VL ကိုကျွန်တော်တို့က for loops ကိုသုံးပြီးတော့ဒီနေရာမှာ set နဲ့သွားလိုက်တယ်ဒီအပိုင်းနေပဲအပိုင်းလဲဆိုတော့ပြောရရင်ဒီအပိုင်းပေါ့ဗျဒီအပိုင်းနေပေါ့ဒီ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 ကနေစပြီးတော့ဒီဒီအပိုင်းနေပြီးတဲ့အခါကျတော့မှနောက်ကနေပြီးတော့ hurry wire ပဲလုပ်ထည့်တယ်ဒီနေရာမှာကျွန်တော်တို့ကဒီအာ audio osbia ကိုယူလိုက်လို့ပေါ့နော် osbia မယူဘဲနဲ့ hurry မှာ ရှီယာရိုးဆိုရင်ဘာဖြစ်မလဲကြည့်ကြအောင် Okay ရှီယာရိုးဆိုရင်တလိုင်းမဲ့ရမယ်ဗောနော်တလိုင်းမဲ့ရမယ်တလိုင်းမှာမှသူကဘယ်ကဟောက်ယူလိုက်လဲဆိုတော့ရှီယာရိုးကျတော့သူက y value ကိုဘာဖြစ်လို့သူကအာတက်သွားတာလည်းတော့မသိဘူးဗောနော်ကဲလို့ဒီအပိုင်းကျတော့ဒီနာအပိုင်းလေးပြင်တာဗောဒီနာအပိုင်းလေးဒီပိုင်းလေးယူလိုက်တယ်ကဲတော့ sph ကိုယူရင်ဘာပြည့်မလဲ return မှာ ာ SPH ပဲယူမယ်ဆိုတော့ SPH ပဲယူမယ်ဆိုပါပြော SPH မှာလုံးမရမယ်ဟမ်တကယ်လို့ sphere row ကိုယူမယ်ဆိုရင်တရိုးလို့ရမယ်တကယ်လို့ကိုက all sphere ကိုယူမယ်ဆိုရင်အဟာအကုန်လုံးရမယ်ဘောနော်ဒီတော့ပေါ့ Okay, it'll do a mission. ကတော့အာဒီ loops ကိုဒါပုံမှန်သုံးတဲ့အသုံးနဲ့ကျွန်တော်တို့ဟောဒီအာ short hand နဲ့သုံးတဲ့အသုံးလေးပေါ့ဒီနေရာမှာမအဲဘာရှိမလဲဆိုတော့ဒီဒီနေရာမှာဒီ root ဒီ rose နေရာမှာကျွန်တော်တို့က feel ပဲထားခဲ့မယ်ပြီးတဲ့ခါကျတော့မှအာဒီဘက်ကိုဆက်လာမယ်ဆိုတော့ဘာဖြစ်မလဲကြည့်ကြည့်လိုက် run ကြည့်လိုက်မယ်ဆိုရင်သူပျောက်သွားမယ်အဲ့တော့ နောက်ကျွန်တော်ဒီမှာ VL ဒီကောင်အဲကောင် VL နဲ့ထိုင်ရင်ဒီဟောဒီအဆင့်မှာကျွန်တော်ဘာလို့အောင်လဲ VL ဝိုင်းလို့ပြရမယ်ဒါမှဝိုင်းရဲ့ value ရမှာဟုတ်ပြီး run လိုက်မယ်အဲဒါဆိုလို့ရှိရင်တော့သူဒီအာဟောဒီအရင်ဆုံးဒီလိုတချောင်းရင်ထွက်မယ်အဲ vertical ပေါ့နော် wine direction နဲ့ရင်သွားလိမ့်မယ်ဒီမှာဆိုရင် osps spear rule ဆိုကြည့်လား spear rule ဆိုမှာ column ပဲ spear column လို့ပဲပြောအောင်ပေါ့ဒီဘောပေါ့ ဆိုရင်ဒီ draw ကိုယဉ်ရမယ်ပြီးတဲ့ခါကျတော့မှတကယ်လို့ oro ospia ကိုယူတဲ့ခါကျတော့မှ spia အားလုံးကိုရမှာပေါ့နော်ဒီဘောပေါ့ okay ဒါကတော့အာဒီအပေါ်နဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်ဒီနေရာမှာအာ x value အဲဘယ်လိုပြောရမလဲဒီအတိုင်းသွားမယ်ဆိုလို့ရှိရင် x အစား y value ကိုရေးထည့်တယ်ပြီးတော့မှ x value ထည့်တဲ့ပုံစံမျိုးပေါ့ဘယ်လိုမျိုးဖြစ်သွားမလဲဆိုတော့က ဒီနေရာမှာဆိုလို့ရှိရင်တကယ်လို့ spear 1နဲ့ဆိုလို့ရှိရင် copy spear 1ကိုကျွန်တော်ထည့်လိုက်မယ်ဆိုတော့ spear 1ကိုထည့်လိုက်မယ်ဆိုလက်ရှိချိန်နေဒီလိုပုံစံရှိနေတယ်အဲ့တော့အာတကယ်လို့ပြောင်းပြန်လည်နေတယ်ဆိုလို့ရှိရင်ဒီနေရာမှာ vl beta ပြီးလို့ရှိရင်အာ val beta ပြီးတော့ဒီနေရာမှာ vl wind ထားလိုက်ပေါ့ဒါဆိုရင်ဘယ်လိုဖြစ်သွားမလဲဒါဆိုရင်ခုနပြောတဲ့ပြောင်းပြန်လည်သွားမှာပေါ့ဒီသဘောရှိတာပေါ့ okay ဒါကတော့အာကျွန်တော်တို့ဒီ short handed ဒီ loops တွေအတွက်သုံးတဲ့ short handed လေးအသုံးလေးကိုကျွန်တော်လေ့လာမိတဲ့လောလေးကိုဒီနေရာမှာလာပြီးတော့ sharing လုပ်ပေးခြင်းဖြစ်တယ်။အဲလာမယ့် video ကြာရင်နောက်ထပ် function အသုံးလေးတွေကိုဆက်ပြီးတော့လေ့လာပြီးတော့ sharing လုပ်ပါအောင်မယ်။အားလုံးကိုကျေးဇူးပါ။